ိုးမြှင့်ခြင်းမင်္ဂလာပါခေတ်သင်းຫນွေဦးမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးတိုင်းဒုံတိုင်းမှာအေအေကောင်စစ်ကောင်စီစစ်စခန်း၅ခုနဲ့ရွာ၃ရွာကိုသိမ်းပိုက်ထားဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရခိုင်ရိုးမတောင်နှံအလုံးမကွေတိုင်းပကိုတိုင်းနဲ့အေယာဝတီတိုင်းတွေကစစ်ကောင်စီစစ်စခန်း၅ခုနဲ့ရွာ၃ရွာကိုအာရခတ်တပ်တော်အေအေကတိမ်မိုက်ထားတယ်လို့ ISP မြန်မာ၏အစိုးရကစားမဖော်ပြပါရတယ်။ ISPE ဒီဇင်ဘာလ၁ရက်နေ့ထုံးအစည်းအဝေးကစားဖော်ပြချက်အရမကွေတိုင်းအမရန်လမ်းမော်ကစစ်ကောင်စီစစ်စခန်းနှစ်ခု၊ပဲခူးတိုင်းပဓာမြို့နယ်ကနှစ်ခုနဲ့အေယာဝတီတိုင်းကွမ်ငတောင်ဆောင်လမ်းမော်ကစစ်စခန်းတစ်ခုတော့ကအာရခတက်တော်အေကတိတ်မိုက်ထားကြောင်းသိရပါတယ်။အေအေတိတ်မိုက်ထားသည့်ကျွရ၃ရွာမှာမကွေတိုင်းငဖဲမြို့နယ်ပဓာန်းကျွရအုပ်စုမှာပစီကျွရနဲ့ကွမ်မြို့နယ်အစအေယာဝတီတိုင်းတွေကမကြီးစင်ကျွရနဲ့ဘောင်းမီကျွရတို့ဖြစ်ကြောင်း ISP ဖော်ပြချက်အရသိရှိရပါတယ်။ မကွေတိုင်းအမ်ဘရန်လမ်းပေါ်ကတိမ်မိုက်ထားသည့်စစ်ကောင်စီစစ်စခန်းတစ်ခုမှာပစည်းကြီးရွာအနီးမျောစင်စစ်စခန်းနှင့်ကုတ်ကြီးစစ်စခန်းတို့ဖြစ်ပြီးရင်းစစ်စခန်းများအလုံးအော်တိုမာလာကိုရန်နေမှာအေအေကတိမ်မိုက်ခဲ့ခြင်းဖြစ်ပါသည်ပစိယောသည်လက်ရှိတိုက်ပွဲပြင်းထန်နေသည့်နရိတ်ကံပြူအားကုန်းတပ်စခန်း၏အရှိမျောက်ဘက်သုံးမိုင်အကွာမှာရှိပြီးအမတ်ကိုတုံညာကအမျောက်စခန်းကိုကဲမူဌာနချုပ်နဲ့လည်းနေချောင်းတရားပါတယ်။ဘကောတန်ဗရောင်းမျိုးနေကစစ်ကောင်စီစခန်းနှစ်ခုမှာပကံကွဲချင်းရွာတောင်ပိုင်း၅မိုင်ခန့်အကွာရှိပွိုင်းချောင်းသုံးလုံးကုန်းနဲ့ ဗရောင်းတောင်ကုန်းလမ်းပေါ်ရှိမိုတီတောင်စခန်းတို့ကိုအေအေကသိမ်းပိုက်ထားခြင်းဖြစ်ပါတယ်ပကံကွဲ63လုံးပိုင်ကုန်းကုန်းအော်တိုဘာလ14ရက်နေ့နနက်ပိုင်းမှာတိမ်မိုက်ခဲ့ပြီးမိုးထီတောင်စစ်စခန်းကိုဇန်နဝါရီလ26ရက်နေ့မှာတိမ်မိုက်ခဲ့ပါတယ်။အေယာဝတီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့အနီးကစစ်ကောင်စီအမြောက်တရင် MF3 လေးလေးအနီးကကာကင်စခန်းနှစ်ခုထပ်မင်းနေကုန်ပြီးခဲ့သည့်လနေ့ငယ်အတွင်းမှာအေအေကတိမ်မိုက်ခဲ့ကြောင်းသိရပါတယ်။ အမတ်၃လေးလေးအမြောက်တန်ရင်ကိုအာရခတက်တော်အင်ကြီးကတင်ပိုင်နိုင်ရင်ယခုနှစ်စာမိုင်းကစာ၍ဒေသခံပြည်သူကကွယ်ရေးတပ်ဖွဲ့များဖြင့်ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပါသည်။လက်ရှိအာရခတက်တော်သည်မကွေးရခိုင်အစပ်ရှိနရင်ကလေးချောင်းရံကကွယ်ရေးတပ်စခန်းကြီးဘကိုပရောင်မြို့နယ်ကကမဆာချောင်းအနီးနှင့်အေယာဝတီတိုင်းရေကြီးလေးမျက်နှာတာပေါင်းမြို့နယ်တို့မှစစ်ကောင်စီတပ်နှင့်တိုက်ပွဲပြင်းပြထန်ထန်ဖြစ်ပွားနေစေဖြစ်ပါသည်။ ရခိုင်ရုံမတောင်နယ်အလွန်ကအာရခတက်တော်အေအေထိုးစစ်များသည့်စစ်ကောင်စီ၏ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့်စက်ရုံကမစာ6နှင့်ကမစာ14တို့ကိုဥတီလျက်ရှိကြောင်း ISP မြန်မာကသုံးသပ်ထားပါသည်မကွေးပဲခူးနယ်အေယာဝတီတိုင်းတို့မှာစစ်ကောင်စီကမဆတ်ဆက်ရုံ22ခုရှိပြီး16ခုသည်အေယာဝတီမြို့၏အနောက်ဘက်ခြမ်းမှတိစောက်ထားပါသည်။ အေထိုးစစ်များမှာကမ္ဘာစစ်စက်ရုံများသို့ဥတီလာပြီးမင်းရခိုင်ကံရိုးတန်းပတ်မှာစစ်ဆင်ထားရမှုတိမ့်မက်ပြီးပါကလည်းထင်းချုံထားနိုင်ရန်ခက်ခဲမှုများရှိကြောင်းကမ္ဘာစစ်စက်ရုံများအသိနိုင်ရန်မလွယ်ကူသေးကြောင်း ISP မြန်မာကသုံးသပ်ထားပါသည်။အာရခန့်တက်တော်ကရခိုင်ပြည်အတွင်းမြို့နယ်14ခုနှင့်ပလောဝါမြို့နယ်တို့ကိုတိမ့်မိုက်ထားပြီးရခိုင်ပြည်မှာတိမ့်မိုက်ရန်ကြံရှိနေသည့်စစ်ကောင်စီထင်းချုံမျိုးစစ်တွေကြောက်ဖြူနဲ့မအောင်မျိုးတို့ကိုတိမ့်မိုက်ရန်ကြိုးပမ်းနေပါသည်။ အေအေးစီရဲ့လှူရှာမှုများသည့်ရခိုင်ပြည်အပြင်ချင်းပြည်မကွေးတိုင်းပဲခူးတိုင်းအေယံဝရီတိုင်းကချင်နယ်ရှမ်းမြောက်တို့မှရှိနေပြီးစစ်ကောင်စီတပ်စခန်းတရင်များအောင်တိမိုက်နိုင်ငံထုစစ်စင်တိုက်ခိုက်နေပါတယ်ရှင်။ဆက်လက်ပြီးနေရီကန်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးလေးမျက်နာမှစစ်ကောင်စီတပ်စခန်းအချို့အေအေးတိမ့်ပိုက်ဆွဲတရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ မကွေးတိုင်းငယ်ဖဲမြို့နယ်ရခိုင်ရုံမပေါ်စက်ကအကြမ်းစစ်ကောင်စီရဲ့နေရိတ်ကန်တိုက်ပွဲမှာဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီးစစ်ကူလာပေါ်တဲ့စစ်ကြောင်းတွင်လေယာဉ်မော်ကားချပေးတဲ့ရိခါထုတ်တွေကိုအာရခတ်တပ်တော်အင်အေးကခြားဖြတ်တိုက်ခတ်မှုတွေပြုလုပ်နေပါတယ်။နေရိတ်ကန်ပြူဟာကုန်းပပလင်ကကာကင်းစခန်းတွေအားလုံးနေပါကုန်း။ အာရခတက်တော်အေးအေးပူပေါင်းတပ်ဖွဲ့တွေကတိမ်မိုက်ထားပြီးပင်မဖြူဟာကုန်းလောက်ပဲတိမ်မိုက်ဖို့ကြံရှိနေတာဖြစ်ပါတယ်။ပြီးခဲ့သည့်ဂျပန်အတွင်းကပင်မဖြူဟာကုန်းပေါ်မှာစီးတဲ့စစ်ကောင်စီတပ်သားတွေကိုအကြမ်းမတ်စစ်ကောင်စီကလေရင်နဲ့စာနယ်ရိတ်ခါထုတ်တွေနဲ့လက်နက်ခဲယံအချို့ချပေးတဲ့အချိန်အေးအေးကလက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ထိခိုက်တိုက်စုံမှုရှိနေပါတယ်။တပ်ဖက်မှလည်းအာရခတက်တော်ဟာအေယာဝရီတိုင်းလေးမျက်နာမျိုးနယ်ကအကြမ်းတ်စစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးကာကင်စခန်းအချို့နဲ့တပ်စခန်းအချို့ကိုတိမ်မိုက်ရရှိထားတယ်လို့စစ်ရ ရဲ့သတင်းရင်းမြစ်တွေကဆိုပါတယ်အကြမ်းမတ်စက်ကောင်စီဟာလေးမျက်နှာမျိုးနဲ့ငတိုင်းချောင်းမျိုးနယ်တွေကအေအေးရထိုးစစ်အစိမ်းတွေကြောကြမှုအတွက်တာပေါင်းနဲ့ဆွေတောင်းရံဘတ်တွေမှာစစ်ကြောင်းတွေဆဲလွတ်နေပြီးအေအေးသိမ့်မိုက်ထားတဲ့မချေးစင်ဒေသကိုပြန်လည်ရယူဖို့ကြိုးပမ်းနေတယ်လို့သိရပါတယ်ရှင်ဆလပ်ပြီးမြန်မာပြည်လွတ်လပ်မှုမရမချင်းအဆုံးပေးအနာယူမည်မဟုတ်ဟုဒေါက်တာဆာဆာကျညာဆွေတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မြန်မာနိုင်ငံပြည်သူများဆရာနာရှင်လက်အောက်မှလွတ်လပ်မှုမရမချင်းမြေတိအခါမှအဆုံးပေးအနာယူမည်မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဟောင်းဒေါက်တာဆဆာကကြေညာပါတယ်။ NUG အစိုးရပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ၏တစိမ့်တပိုင်းတည့်ရအနေဖြင့်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကိုဖြတ်သိမ်းတော်မူဖြစ်ကြောင်းယာယီသမရာပြည်တော်စုဝန်ကြီးနှင့်ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPA ဥက္ကဋ္ဌတို့အောက်ကလအတွင်ကလကောက်အအတိပေးခဲ့ပြီးဝန်ကြီးအဖြစ်မှအနာယူပြီးနောက်ဒီဇင်ဘာလ၃ရက်နေ့မှပြည်သူတို့အတိပေးတင်များသည့်ထုတ်ပြန်စာမှာရင်းသွေးရေးသားထားခြင်းဖြစ်ပါသည်။ ယခုအချိန်မှာတာဝန်ထမ်းဆောင်မှုအခမ်းအကဏ္ဍတစ်ခုပြီးဆုံးသွားပြီဖြစ်ပေမယ့်နိုင်ငံတော်အတွက်ပုံမခိုင်မာသည့်ရည်မှန်းချက်များနဲ့အတူကောင်းမွန်သည့်ကြိုးပမ်းအားထုတ်မှုများကိုဆက်လက်လှုံ့ဆော်သွားမယ်လို့ဒေါက်တာဆဆာကဆိုပါတယ်မြန်မာပြည်သူပြည်သားအလုံးဤပုံရံသူကိုတိုက်တိတိုက်ပွဲမှာခွဲထွက်သွားခြင်းမဟုတ်ဘဲစွမ်းဆောင်ရည်ပုံစံအသည့်ဖြင့်ဆက်လက်တိုက်ပွဲဝင်ကျင်တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှဖော်ပြထားပါတယ်မြန်မာနိုင်ငံ내ပြည်သူများအပိထောက်ခံမှုရရှိရင်လူသားအရေးအမြင့်နဲ့ဗန္နာရေးအရေးအမြင့်များရရှိရင်မဟာဖြူဟာမူပေါင်းများကိုဥတည်သည့် ပြည်သူအခြေခံစတင်အကောင့်ထဲပေါ်လုတ်ကင်သွားမယ်လို့ဆိုပါတယ်။ရင်းလုပ်ငန်းဆဲများအကောင့်ထဲပေါ်ရန်အတွက်အမေရိကန်ပြည်ထောင်စုမှတရားဝင်မှတ်ပုံတင်ထားသည့်အဖွဲ့အစည်း၃ရက်နဲ့လုံဆောင်သွားမည်ဖြစ်ပြီး၎င်းတို့အနေနဲ့ငင်းချမ်းရေးနဲ့ဖက်ရယ်ဒီမိုကရေစီဆိုင်ရာ Institute ပထမဆုံးခြေလှမ်းအဖြစ်စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဒေါက်တာဆဆာကထုတ်ပြန်ကြမှာရေးသားထားပါတယ်။ ဖွဲ့စည်းလိုက်သည့် IBFD သည်မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့်စစ်မှန်သည့်ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကိုအစိမ်းမြစ်တင်ရန်နှင့်မြမအရေးလှုပ်ရှားမှုများကိုနိုင်ငံတကာအသံဝိုင်း၏တန်တမာရေးလူသားစာနာမှုနှင့်နိုင်ငံတည်ဆောင်ရေးကြိုးပမ်းမှုများအတွင်ဖြည့်ဆည်းပေးရန်အဓိကရည်ရွယ်ကြောင်းသိရပါသည်။၎င်းအပြင်လွတ်မြောက်နယ်မြေများမှာဒေသန္တရအုပ်ချုပ်ရေးနှင့်အောက်ခြေမှအထက်သို့တည်ဆောက်သည့်ဖက်ဒရယ်စနစ်ကိုအားဖြင့်ဆောင်ရွက်ခြင်း မတူကွဲပြားမှုများဆင်နွှဲနေထိုင်ခြင်းများကိုမြင့်တင်ပေးပြီးဒေတာရင်းဖွံ့ဖြိုးတိုးတက်ရင်းနဲ့ကောင်းမွန်သည့်အုပ်ချုပ်မှုစနစ်များကိုပံ့ပိုးကူညီရန်အတွက်ဖြစ်တယ်လို့ဆိုပါတယ်လက်ရှိစစ်ကောင်မစင်ကပြုလုပ်မည့်ရေကောက်ပွဲတွင်တရားဝင်ရေကောက်ပွဲမဟုတ်ဘဲ၎င်းတို့၏ဆေးရဆွေးမှုကျွလွန်ပြီးအာရမအုပ်ချုပ်နေမှုကိုတရားဝင်ဖြစ်လာစေရန်လိန်လဲလှည့်ပြခြင်းဖြစ်ကြောင်းဒေါက်တာဆဆာကဆိုပါသည်။ဆေးစရာမီခီလန်သည်ရှေးလျားကျန်းသန်းနိုင်ပေမယ့်ညဉ့်ညူမှုတက်သည့်နှင့်ခိုင်မာသည့်စိတ်ဓာတ်တို့ဖြင့်မြန်မာနိုင်ငံအသစ်ကိုပြည်내များအလုံး တဆူတစီသည်ပေါင်းစည်းထားသည့်မြန်မာပြည်ထောင်စုတမနာနိုင်ငံတော်ကိုတိဆောက်သွားကြမည်ဖြစ်ကြောင်းထုတ်ပြန်ကြမှာရေးသားထားပါတယ်။ဒေါက်တာဆာဆာဒီမတူပီမျိုးနယ်လိုင်းလင်းပီကျေးရွာမှာမွေးဖွားခဲ့ပြီးအာမေးနီးယားနဲ့အင်္ဂလန်တို့မှဆေးပညာသင်ယူကောင်း2008ခုနှစ်မှာဖွင့်ရရှိခဲ့ပြီးချင်းပြည်နယ်တို့ပြန်လာ၍ပရာဟိတလုပ်ငန်းများလုပ်ကိုင်ခဲ့ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်၎င်း၏ရွာမှာပြည်လက်အစေပေ3000စီသည့်လေရင်ငယ်များစစ်တပ်နိုင်သည့်လေရင်ကွင်းကိုပြည်ပကူညီများနဲ့တိဆောက်ခဲ့လို့ဖြစ်ပါတယ်ရှင်။